ဒီလိုခံစစ်ဒီလိုကွင်းလေဒီလိုတိုက်စင်တယ်ကျွန်တော်တို့တွေကယူရိုပါလိဖလားယူပြီးတော့ချန်ပီယံလိဝင်ကွင်းကိုမျှော်လင့်နေရဆိုရင်တော့ငါတို့မျှော်လင့်နေတာဖြစ်ကောဖြစ်နိုင်ပါမလားလို့ကိုကိုကိုပြန်စမ်းစစ်သင့်ပြီလို့တော့ထင်တာပါပဲပေါ့နော်ဒီနေ့ပွဲကပရီးမီးယားလိပွဲဖြစ်တယ်ပြီးတော့ကန်ရမှာလဲနယူကာဆယ်နဲ့နယူကာဆယ်အနေနဲ့ဒီပွဲကိုနိုင်ရင်ဒါချန်ပီယံလိဝင်ခွင့်ကိုပေါ့နော်အဆင့်၄ဆိုတဲ့နေရာကိုတပွဲရော့နဲ့သွားပြီးနေရမှာဖြစ်တဲ့အတွက်နယူကာဆယ်99ကြီးတော်တော်များတယ် ယူနိုက်တက်အနေနဲ့ဒီပွဲကနိုင်လဲဘာမှမဖြစ်ဘူးရှုံးလဲဘာမှကိုဘာမှမဖြစ်တဲ့ပွဲမျိုးဗျာအဲ့တော့ဘာမှလည်းမျောလဲမနေဘူးအရန်ဒီပွဲတော့လာတဲ့အရန်ဒီကစားခွင့်ရတယ်ကြိုက်တယ်နော်အဲ့တော့ရှုံးသွားတယ်4-1နဲ့ရှုံးသွားတာဘာမှမဖြစ်ဘူးဒါပေမဲ့ဒီနေ့ခန်းစည်းကြောင်းကြီးရဲ့ဟာဝက်တွေကတော့အမှန်တိုင်းပြောရင်စုပ်ပြက်တွေကိုတတ်နေတာပါပဲ နော် Harry Maguire အနာရအောင်လို့ Harry Maguire စား Lindy Law ကိုထည့်တယ်။ Lindy Law အနေနဲ့အဆင်မပြေဘူး။ Lindy Law မပြေယုံမဲလားဆိုတော့သူ့ဘေးမှာရှိနေခဲ့တဲ့ Euro ကော Maserati ကော Dialogue ကောအကုန်လုံးစုပ်ပြတ်တက်နေတဲ့အနေအထားမှာ Sorcy သုံးခုပေးခဲ့ရတယ်။အဲ့တုံးကုန်မပေးခင်ပထမပိုင်းဒပိုင်းလုံးမှာအွန်နနအစာပါခဲ့တဲ့ဘီရင်ဒါလေးနေနဲ့တော်တော်လေးလက်စွမ်းပြခဲ့ရဆိုပေမဲ့ခုနလိုမျိုးခန်းစစ်ကြောင်းကအကုန်လုံးတိုင်ပတ်ပြီးမှားလာတဲ့နေသားမှာ ျွန်တော်တို့အသိအသိရမှာလားကိုသမားတွေကရောရောင်ပြီးအကောင်လုံးပါလာအောင်အဲ့တော့ခိုင်စိတ်ကအမားကိုသမားကဒါအမားတွေလို့တော့ပြောလို့တော့မရပါဘူးသူရှိမှ3ကိုတော့အမားရှိနေသေးရဲ့ဆိုတော့ဒီဒီ3ကိုပေးထားပြီးနောက်ပိုင်းမှာသူတကိုပေးလိုက်လို့4-1ဖြစ်သွားတဲ့အရာဝတ္ထုလောက်ကတော့တိတ်ပြီးခေါင်းနဲ့ထည့်နေစရာတော့လည်းမလိုတော့ပါဘူးနော်အလဲမှာရှိနေခဲ့တဲ့ဥကာတိပြီးတော့အဲရစ်စင်ဒီနေ့လုံးဝပြရှိမှရှိနေခဲ့တဲ့ဇက်စီဂါနာချိုလောက် ဘရူနိုဖာနန်တက်လောက်အဲ့ဒီ၃ယောက်လောက်နဲ့လက်ရှိကျွန်တော်ဒီအရန်ကနေပေါ့နော်ဒီနေ့မှာပေါ်ထွက်ခွင့်စရရတဲ့ Harry Amas Tournament 41အဲ့ဒီ၄ယောက်ဘီယန်နာနဲ့ဆို၅ယောက်အဲ့ဒီ9ယောက်လောက်ပဲလောက်လောက်လာလာဒီနေ့ဒီနေ့ကောင်းပါတယ်လို့ပြောလို့ရတယ်။ကျန်တဲ့6ယောက်လောက်ကတော့အကုန်လုံးဘူးရှစ်တည်းပဲ။တကယ်ကိုစုပ်ပြတ်တက်နေတယ်ပါပဲ။အဲ့တော့ဒီလိုလူမျိုးတွေနဲ့ဒီလိုကစားသမားတွေနဲ့ကျောင်းကြီးနဲ့နောက်တစ်ပတ်မှာလိုင်းရုံနဲ့ကန်ရမယ်။နောက်တစ်ပတ်ဆိုတာဘာမှဝေးနေရမှာမဟုတ်ဘူး။18ရက်နေ့ည18ရက်နေ့မနေ့ကျန်ကန်ပါ။ เนาะနောက်ထပ်3-4ရက်ပဲလို့တော့အဲ3-4ရက်ပွဲမှာဒီလူစင်းနဲ့လက်ရှိဇက်စီကလည်းနာသွားတာကကြာမလားမကြာမလားဒါမှမဟုတ်တကောက်ကျော်ညက်သွားရုံလေးပဲလားဒိုင်ယာကပေါ့လားမပေါ့လားတော့မလားမသိဘူးဇက်စီသာမပါဘူးဆိုရင်တော့လက်ရှိလူစင်းနဲ့ကတော့ဘာမှသိမညှော်လင့်ကြတော့မရှိဘူးဒါပေမဲ့လိုင်းယွန်ပွဲအတွက်တကူကံကောင်းတာတကူကတော့ဒီနေ့မှာလူရှော့ ဒါပြန်ပြီးတော့ပွဲဝင်ကန်တယ်သူရဲ့အရှိမမေဆင်မောက်ပွဲဝင်ကန်တယ်မိုင်းနူးပွဲဝင်ကန်တယ်ဖြစ်တဲ့အတွက်အဲ့ဒီ၃ယောက်ပြန်ပါလာမယ်ဆိုရင်ဘာပဲပြောကျွန်တော်ကုနာအတွဲတိုင်းပဲဗျာဒီဘက်ချမ်းမှာလက်ရှိနေတဲ့မာဇရာဝီအလဲမှာဟယ်ရီမက်ကွိုင်းယားဒီဘက်ချမ်းမှာလူရှော့ယိုရိုယိုရိုပဲထားပါအောင်ယိုရိုယိုရိုရဲ့အရှိမလူရှော့ဒီဘက်ချမ်းမှာဒါလော့ဒါမှမဟုတ်ဒေါ်ခု နော်ဒေါကူအဲ့လိုမျိုးတွဲသုံးပြီးတော့အလဲမှာကျောင်းရင်နဲ့ကက်စမဲရိုမေဆီမောက်ဘရူနိုဖာနန်ဒက်ဆိုတဲ့အတွဲမျိုးတွဲသုံးတာဒီဘက်ချက်မှာခါနာရှိုတိုက်စစ်မှာဝိုင်လွန်အဲ့လိုမျိုးစော့ကျင်တော့စော့လို့တော့ရာသေးတယ်ဒါဘာပဲပြောလိုင်ယွန်နဲ့ဘောအတွက်မျောလင့်ကျင်တော့ဒီကစားသမားတွေနဲ့ဒီ41ဆိုတဲ့အရှုံးရလက်ကနေပြန်လာဖို့တော့မျောလင့်ရမှာပဲဘီလိုဆဆချင်းပြောတော့ဒီကွင်းလေဒီခန်စစ်ဒီနောက်တန်းနဲ့ချန်ပီယံလိဂ်ဝင်ကွင်းကိုယူပါလိဂ်ယူပြီးတော့ဝင်ကျင်နေကိုကိုပြန်စင်းစား စင်းတော့စဉ်းစားတာပဲဒါကြီးမတက်နိုင်ဘူးငါလက်ခွားနှမပဲငါတို့စိတ်တွေကဘလုံးမမပြတ်သားနိုင်ဘူးမရှုံးမချင်းမပြုတ်မချင်းမိနစ်90မပြည့်မချင်းဒိုင်ကပွဲသိမ်းခရမမုံမချင်းငါတို့အတင်ရှုံးပြီလို့မယူဆထားဘူးဆိုတော့လေ18နှစ်ကြာကြာကြီး ဆက်ကြည့်ကြတာပေါ့ဒီနေ့ပွဲကတော့ဘာမှလည်းပြောစရာမရှိပါဘူးခုနပြောသမျှပဲဇက်စီးအနေနဲ့တော်တော်ကောင်းတဲ့ကာနာချိုစ조사ရတယ်ပြီးတော့အသစ်ဝင်လာခဲ့တဲ့ဂျော်ဒန်မှ40နံပါတ်တဟယ်ရီအမတ်စလီပေါ်ဖော်မန့်ပြရတယ်ယိုလိုတော်တော်လေးမှဒီနေ့ပွဲမှာအမားများတဲ့ဒါတော့ခြားတယ်လင်ဒီလော့ကတော့ဇင်တီလော့ပါပဲနော်အဲ့တော့ဒါတွေပဲပြောစရာရှိပါတယ်အဲ့တော့အားလုံးပဲစီးပါ18နေ့ကြာလေပြန်လည်းဆုံးပြပါမယ်